ဂုံကြီးပြည်သူစစ်ရွာကလည်းတဲ့အစကတော့တဲ့ PDF စကန်းတွေကိုလိုက်တိုက်တယ်တဲ့အခုတော့တဲ့မတိုက်တော့ဘူးတဲ့အနီးနားကရွာတွေပါပေါ်တာလိုက်ဆွဲပြီးတော့မှပတ်စံနဲ့ပဲရွေးခိုင်းနေတယ်တဲ့နော်ဂုံကြီးပြည်သူစစ်နော်6ပေါ့နော်အဲ့တော့ဟိုပြန်ဖတ်ပြမယ်နော်အကိုကျွန်တော်တို့6မြို့နယ်ဘက်မှာအခုတော်တော် PDF တွေရွာတွေတော်တော်များများကိုစိတ်ဝင်ပြီးတော့စီးယုံနေတာတဲ့ ကုန်းကြီးပြည်သူစစ်ရွာကလည်းအစကတော့ PDS စကန်းတွေလိုက်တိုက်တယ်တဲ့အခုတော့မတိုက်တော့ဘူးပဲအနီးကရွာတွေကိုပေါ်တာလိုက်ဆွဲပြီးပတ်စံနေပဲရွေးခိုင်းနေတယ်တဲ့အရင်ကတည်းကအင်ဂျီရွာကပြည်သူစစ်ရွာတဲ့အခုတော့ PDS တွေကလာလို့တဲ့အဲ့ဒီရွာကိုသူတို့ကဝင်နေကြပြီတဲ့နော်သူတို့တာဝန်ခံကြပြီးတဲ့သူတို့တာဝန်ခံစက်ကြီးကောက်တကြီးတောင်းနဲ့ခန့်ထားတယ်တဲ့နော်ရွာနာတွေလည်းတဲ့မိုင်းတွေထုံထားကြတယ်တဲ့ပြတော့ ပြရွာတောင်ဘက်မှာရှိတဲ့ပြရွာပြရွာပေါ့နော်သူရေးထားတာပတ်တော့ရာကြီးပြပေါ့ပြရွာတောင်ဘက်မှာရှိတဲ့ရွာအားလုံးက PDF ရွာတွေဖြစ်ကုန်ပြီတဲ့အထက်လူကြီးတွေအများဆုံးစစ်ကြောင်းရှင်းလင်းရေလုတ်ပေးစီလိုပါတယ်တဲ့ကြာရင်နဲ့အားလုံး PDF တွေဖြစ်ကုန်တော့မယ်တဲ့ကုန်းကြီးပြည်သူစစ်ကိုလဲတဲ့ထိမ့်ပေးစီလိုပါတယ်တဲ့စစ်တော်မတိုက်ဘူးတဲ့ရွာနာကလူတွေကိုပေါ်တာဆွဲပြီးငွေတောင်းနေလိုပါတဲ့နော်ကြာလာလို့ရှိရင်တဲ့ ဟိုအခုကျွန်တော်ပြောချင်တာထားလိုက်တော့ကိုစဒီတက်မတော်ကိုပုံရေးကြအောင်เนาะပြည်သူလူထုကတက်မတော်ကိုเนาะအမုန်းတရားကြီးကိန်းအောင်လုပ်ခဲ့တာကိုဒီအချိန်မှာဖြေပြောရမှာဗျာအဲ့တော့အောက်လက်တွေအကုန်လုံးကเนาะဒီအလုပ်တွေဝိုင်းပြီးတော့မှလုပ်နေကြတယ်เนาะဒီအလုပ်တွေဝိုင်းပြီးလုပ်နေကြတယ်အဲ့တော့ကျတော့ကျွန်တော်တို့ကပြောတော့ကြတော့ခမားတို့ပဲဇွတ်ချင်နေလိုက်เนาะဦးဦးအဘကကြောင့်ကြီးကိုဘာကကြောင့်ခမားတို့ဇွတ်ချစ်တာဇွတ်ကိုဇွတ်ကိုချစ်နေတာခမားတို့က နော်ဆွချင်းနေလို့မရဘူးအဘကကြိုကြီးကိုချင်းရဘကကြိုကြီးအထောက်ပံ့ပေးရတယ်အဘကကြိုကြီးနာမည်နဲ့တုံးပြီးတော့လှူစားလို့မရဘူးလှူစားခွင့်လည်းမရှိဘူးတိုင်းပြည်ခေါင်းဆောင်နာမည်ကိုတုံးပြီးတော့မှနော်အဲ့လိုချစ်ပေတို့ချစ်မေတို့နော်ရဟန်းရှင်တို့မိဘပြည်သူတို့ဘာလို့လှုပ်လို့မရဘူးနော်ကျွန်တော်ကဟိုတောင်းတောင်းဟိုတိတ်ပြီးတော့ပြောခဲ့တယ်နော်ပြောခဲ့တယ်ဒီမှာပြည်သူအတန်ပေါ့ပြည်သူရေးထားတဲ့အတန်တွေ တက်မတော်တဲ့အခြေခံပြည်သူများအနေဖြင့်လည်းအမုန်းတရားကြီးထွားနေချိန်မှာယခုလိုမပြိုလွတ်သင့်ပဲအကြမ်းဖက်အားပေးကိုသားတဲ့တီးတဲ့နှိတ်ကွင်းတင်ကြောင်းเนาะအောက်ချိန်မှာရှိတဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုပြောချင်တာကเนาะတက်မတော်အခြေခံပြည်သူတက်မတော်အပေါ်တဲ့အခြေခံပြည်သူများအနေဖြင့်အမုန်းတရားကြီးထွားနေချိန်မှာယခုလိုမပြိုလွတ်သင့်ပဲအကြမ်းဖက်အားပေးကိုသားတီးတဲ့နှိတ်ကွင်းတင်ကြောင်းတာမန်ပြည်သူများတက်မတော်အပေါ်ယုံကြည်မှုရှိလာစေရန် အပြူသဘောဆောင်သောစီယုံမှုများဖြင့်အာရင်တရဖြစ်လာစေရန်ပေါ်ဆောင်တင်ကြောင်းအောက်ခြေမှာ ဖြစ်ပျက်နေခြင်းများကို နိုင်ငံခေါင်းဆောင်တိရှိထားတင်ကြောင်းကိုစော်ဘိုးအိမ်မှတစ်ဆင့်ပြောပြပါရန်နဲ့နော်